မြန်မာနိုင်ငံမှာဘယ်သူမှမပိုင်ဆိုင်သေးတဲ့နန်းတော်ကြီးလာခန်းထားတဲ့အိမ်ကြီးကိုချပြလာတဲ့ဝိမုံရွှေကြီး ပရိသတ်များလုံးမဲမင်္ဂလာပေါင်းလူတယောက်ရဲ့အောင်မြင်မှုကိုဘယ်အရာနဲ့တိုင်းတာလို့ရမလဲစုတစိတ်တွေလောင်းငွေကြီးတနာလောင်းဒါမှမဟုတ်စိတ်ကူးထဲမှာတော့မမှန်ဆရဲလောက်အောင်ခန္ဓာကြီးကျယ်တဲ့အင်ကြီးတလုံးကိုပိုင်ဆိုင်ထားတာမျိုးလောင်းဒီနေ့မှာတော့ကျမတို့အားလုံးရဲ့ပါဇက်အဟောင်းသားဖြစ်သွားစေမယ့်မြန်မာနိုင်ငံရဲ့အနုပညာသမိုင်းမှာတခါမှမမြင်ဘူးတဲ့အမခန်းဆိုင်တော်ကြီးတစ်ခုအကြောင်းကိုပြပြပေးသွားမှာပေါ့အဲ့ဒီအင်ကြီးကဘသူအိမ်လဲလို့မေးရင်မြန်မာရုပ်ရှင်လောကရဲ့ထိတ်ဆုံးဘုရင်မအကယ်ဒမီများရှင်ဝတ်မုံရွှေကြီးရဲ့နန်းတော်ကြီးပဲဖြစ်ပါရဲ့ရှင်ဟုတ်ပါရင်သင်ကြားတာမမားပါဘူးရှင်ဒါဟာ ာတာမန်အိဆိုတဲ့အဆင့်ကိုကျော်လွန်သွားပြီးတကယ်ကိုဥရောပကဘယင်တွေနေတဲ့နန်းတော်တစောင်းလိုထင်ဝါလွန်းတဲ့အတွက်အင်တာနက်ပေါ်မှာမြေတွေးလိုက်ရတဲ့သတင်းကိုအာအသင့်တုံ့လုပ်စေခဲ့တာပါဒီဆိုင်ကြီးကဝင်းမွန်ရွှေကြီးဟာတာမန်ချမ်းသာတဲ့အနုပညာရှင်တယောက်မဟုတ်ဘဲမြန်မာနိုင်ငံမှာဘယ်သူနဲ့မှမရတဲ့ကြွယ်ဝမှုတွေကိုပိုင်ဆိုင်ထားကြောင်းသက်သေပြလိုက်တယ်လို့ပါပဲကဲဒီနန်းတော်ကြီးတဲ့ကိုကျမတို့နဲ့အတူအလဲတစ်ခေါက်လောက်ဝင်ကြည့်လိုက်ကြရအောင်ရှင့်ပထမဆုံးအနေနဲ့ဒီဆိုင်ကြီးရဲ့အပြင်ပိုင်းကိုကြည့်လိုက်တာနဲ့သူမရဲ့အေယာမချန်ဝန်းကြီးကတင့်ကိုကြိုးစုံနေမှာပါ။ဥရောပရဲ့နန်းတော်တွေအထူးသဖြင့်ပ ြင်သစ်ကဗက်ဆိုင်းနန်းတော်ရဲ့ဘီတုကလက်ရာတွေကိုအငွေသက်ယူထမှန်တိတာစီတဲ့ဒီဇိုင်းတွေကြီးမားတဲ့မအူးကြီးတွေနဲ့အဖြူရောင်ကြောက်သားတိုင်လုံးကြီးတွေကမြားသူတိုင်းကိုမော့ချီသွားစီမှာအမှန်ပါပဲအထဲကိုဝင်လိုက်တာနဲ့သင်ဟာအိမ်တလုံးထဲကိုရောက်သွားတာမဟုတ်ဖဲနန်းတော်ရဲ့အခမ်းမဆောင်ကြီးတွေကိုရောက်သွားသလိုခန်းစားရမှာပါပြောင်လဲနေတဲ့စကြင်ကြောက်ပြားခင်းတွေပေါ်မှာသင်ရဲ့ခြေတန်းတွေပဲပဲ့တင်ထပ်နေပြီးအပေါ်ကိုမော့ချီလိုက်ရင်တော့ရွှေရောင်စေးသားတွေခြေတပ်ပြီးအနုစိတ်ပန်းတွေနဲ့ထွင်းထုထားတဲ့မျက်နှာချက်ကြီးရဲ့အလဲမောင်ရေခဲတောင်တလုံးလိုတလက်လက်တောက်ပနေတဲ့ခရစ်စတယ်မီစ sang chỉ cả tiếng ngữ xuất sang tòa bà lý mến တားဟာနေထိုင်မှုသက်သက်မဟုတ်ဘဲအနုပညာလက်ရာတစ်ခုကိုပါခန်းစားရစီမှာပါနော်ဒီဆိုင်ကြီးရဲ့အခန်းဖွဲ့စည်းပုံကလည်းတာမန်နဲ့လုံးဝမတူပါဘူးရှင့်အဲ့တဲ့တော်တွေကိုတရားဝင်တွေ့ဆုံဖို့ခမ်းမဆောင်မိသားစုနဲ့အတူတည်ထန့်ထမင်းစားဖို့ညစာစပွဲခမ်းမမိတ်ဆွေတွေနဲ့အတူတူပျော်ပါဖို့ဖျော်ဖြေရေးခမ်းမနောက်ပြီးကပ္ပအစင်းမီအတန်စနစ်တွေတက်ဆင်ထားတဲ့ကိုပိုင်ရုပ်ရှင်အောင်ဆိုပြီးအခန်းတိုင်းကိုသူကန်နာနဲ့အတူတည်ထန့်ခွဲခြားထားပါတယ်အခန်းတိုင်းမှာရှိတဲ့ pre blogger တွေကလည်းကပ္ပနာမည်ကြီး brand တွေကနေအထူးမှယူထားတဲ့အထက်တန်းစားပစ္စည်းတွေကြီးပါပဲ အင်းပြင်ဘက်ကိုပြန်ထွက်ကြည့်မယ်ဆိုရင်လေအိုလံပစ်အားကစားပွဲတော်ကျင်းပနိုင်လောက်တဲ့အရွယ်အဆရှိတဲ့ရေကူးကန်ကြီးတစ်ခုနောက်ဆုံးပေါ်ပစ္စည်းတွေအပြည့်နဲ့ကိုပိုင်ချင်းခမ်းမကြီးတစ်ခုကတင့်ကိုအသင်ဆောင်ကြုံနေပါတယ်။ဒါကြောင့်ဒီဆိုင်ကြီးဟာနေထိုင်စရာနေရာတစ်ခုထက်ကျယ်ငါးဖွင့်အဆင့်ရှိတဲ့ကိုပိုင် resort တစ်ခုလို့ပြောရင်ပိုမှန်ပါလိမ့်မယ်။ဒီလောက်ခန္ဓာတွေနန်းတော်ကြီးကိုဘလို့လူတွေကများပိုင်ဆိုင်ထားရလဲ။သူတို့တွေကတော့မြန်မာအနုပညာလောကရဲ့ဘယင်မဝမွန်ရွှေကြီးနဲ့သူ့ကိုဘယင်မတပါလို့ထားထားတဲ့ခင်မွန်ဖြစ်သူမြန်မာနိုင်ငံရဲ့ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်ကြီးကိုနိုင်ဖြိုးကျော်တို့ပဲဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာအနည်းပညာနဲ့စီးပွားရေးလောကရဲ့ power cut ပဲစစ်စစ်ပါပဲ။ဝင်းမုံရွှေရောင်သူ့ဘာသာသူအကယ်ဒမီများရှင်ကျောင်းသားဘယင်မအဖြစ်နဲ့အနည်းပညာလောကမှာဝင်ငွေအများဆုံးရရှိနေသူတူဖြစ်ပြီးသားပေါ့။အဲဒီပေါ်မှာထပ်ဆင့်ပေါင်းထည့်လိုက်တာကတော့ခင်မုံဖြစ်သူကိုနိုင်ဖြိုးကျော်ရဲ့အေယာမစီးပွားရေး empire ကြီးပါပဲ။ကိုနိုင်ဖြိုးကျော်ဟာလူငယ်ရီဂျားရဲမှာရေပန်းစားနေတဲ့ VV အချို့ရဲ့လုပ်ငန်းစုကြီးကိုပိုင်ဆိုင်ထားသလို MG လျက်စေးကားတွေကိုမြန်မာပြည်ရဲကိုတူးရဲကိုစလဲအဖြစ်တရားဝင်တင်သွင်းဖြန့်ချိနေတဲ့သူပေါ့။ဒါအပြင်အခြားသောစီးပွားရေးနယ်ပယ်အများပြားမှလည်းဩဇာကြီးမ သူတယောက်ဖြစ်တာကြောင့်သူတို့နှစ်ယောက်ရဲ့ပိုင်ဆိုင်မှုတွေပေါင်းလိုက်ရင်တော့စိတ်ကူးနေတော့မှန်းဆလို့မရနိုင်ပါဘူးရှင်ကိုနိုင်ဖြိုးကျော်ကသူ့ဇနီးပေါ်ထားတဲ့အချစ်ကိုတော့ဝင်းမုံရွှေရဲ့ပိုင်ဆိုင်မှုတွေကတတ်သိပြနေတာပါ တိမ်မောင်းတောင်းချီတဲ့ကြောက်စိမ့်လဲဆွဲတွေစိန်ပွင့်နေစီချဲထားတဲ့လက်ကန်အိတ်တွေကသူမတွတ်တော်တာမန်လက်ဆောင်လေးတွေပါပဲအခုလိုမျိုးနန်းတော်တမခန်းထားတဲ့အင်ကြီးကိုဇနီးတဲ့အတွက်ဖန်တီးပေးထားတာကတော့သူတို့ရဲ့အင်တောင်ရဲ့တာယာချုံးမွေးစီရဲ့အချက်တွေတဲကတခုပါပဲရှင်ကဲဒါဆိုရင်ဝမ်မောင်ရွှေရဲ့နန်းတော်ကြီးတမခန်းထားတဲ့အင်ကြီးကိုပြည်သက်တို့ဘလို့ထင်မြင်ကြပါသလဲရှင်အလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ